ူတို့တင်လာတဲ့ပုံ BBC မှာတင်လာတဲ့ပုံကကြတာနေရစေးရပုံပုံနော်ပြီးတော့ခလေးတွေအတွက်ကတော့တကယ်ကိုတကယ်ကိုစိတ်မကောင်းဖြစ်တာမိမာတွေလည်းအံ့ဩတယ်တော့ဘလို့ဘလို့စိတ်နေပေါ့ဇော်မင်းတင်ကြဒါဒီဘေးရင်ဒီချောင်းကနေပြီးတော့ဘုံကျဲခဲ့တဲ့အဓိကတရက်ခံ အလိုချရမ်းမြို့ပီတူညူကိုမော်ဒမာများအားလုံးမင်္ဂလာပါ news page channel ကနေပြန်လာပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ15ရက်နေ့ကျွန်တော်ကြာတဲ့ပရိနီယနောက်ဆုံးရရှိထားတဲ့တော်လင်တရင်ထူတရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်내သူဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ဒီနေ့ညမှာဆိုရင်တော့တော်လင်ရဆုတဲ့အနေနဲ့ပြန်မယူဆောင်လာပေးတဲ့တပ်ပွဲတရင်ကောင်းတွေဖြင့်ဘောမိုက်ကော့ပေါ့နော်ခြေကွက်လုံးနဲ့တော်တွေလည်းကြည့်ရှုရမှာပဲဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကျွန်တော်ခါတိုင်းလိုပဲတရင်သူတရင်ကောင်းလေးတွေချစ်လိုက်ရအောင်နော်ပထမအဆုံးတရင်သူဘုအနေနဲ့ကတော့ တနင်္သာရိုင်တိုင်းထဝယ်ခရိုင်ထဝယ်မြို့ဝယ်မှာရှိတဲ့ပောက်တိုင်းတရာကေကိုဝင်ရောက်တိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်သား9တင်းဆိုးခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုထဝယ်ခရိုင်တပေါင်းစုဒေါင်းညီနောင်စစ်ကြောင်း OOS စစ်ကြောင်းထဝယ်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်တရင်တက်လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမြစ်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်တရင်တက်တပ်ခွဲတဲ့ကေနလီတပ်မဟာလေးအထူးတပ်ဖွဲ့ထဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ DDT နဲ့ drone တပ်ဖွဲ့များပူးပေါင်းပြီးတော့မှတိုက်ခိုက်ခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။အဲ့ဒီတပ်ပွဲတွေမှာ best ကောင်စီဘက်ကနေပြီးတော့မှစစ်သားပြူစော်တီ9တင်းဆိုးပြီးတော့မှ ခုနဦးပြင်းထန်တရားရှိပြီးတော့ပြည်သူ့ကာကွယ်ပူးပေါင်းဖွဲ့ကရဲဘော်တွေအားလုံးထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့ကျွန်တော်အားလုံးကြားချင်နေတဲ့အတိုင်းပဲပေါ့နော်။စစ်ခွေးတိုက်နေတဲ့ကတော့ကျွန်တော်ပြည်သူတွေရဲ့ဆင်းရဲပြီးတော့မှအတင်းဓမ္မပစ္စည်းတွေလို့ပြီးတော့မှစစ်ကြေးတွေကောက်နေလို့အခုဆိုရင်တော်လရင်တပေါင်းစုတစ်ခုအနေနဲ့စတင်ပြီးတော့မှထိုးစစ်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ခရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်နေစစ်ကောင်စီရဲ့ခမာရ24တရင်တပ်ဆွဲထားတဲ့မော်ကဝီလေးစစ်ကန်ကိုကန်နလီပူပေါင်းတရိကနဲ့ပြည်မှာစတင်တိုက်ခိုက်နေပြီးတော့ပြည်သူ400ကျော်ထိုင်းဘက်ကိုစစ်ဘေးရှောင်နေရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့လိုတိုက်ခိုက်မှုတွေကြောင့်ထိုင်းမြန်မာနယ်စပ်နေမှာရှိတဲ့ကျေးရွာတွေကမြန်မာနိုင်ငံသား414ဦးဆိုရင်ထိုင်းနိုင်ငံဘက်ကိုဒီနေ့မနေ့ပိုင်းမှာထွက်ပြေးတင်းရှောင်ခဲ့တယ်လို့သိရတာဖြစ်ပါတယ်။ မေလ၁၃ရက်နေ့ညနေပိုင်းကန်ယူနဲ့ PDF ပူပေါင်းတရရနဲ့ပြမစစ်ကောင်စီခမရနဲ့စလေတရင်ရဲ့တာလိုက်ဘီယိုအစစ်စခန်းကိုတင်ပိုက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာမေလ၁၅ရက်နေ့မှာပဲထပ်မံပြီးတော့မှစစ်ကောင်စီတပ်စခန်းတွေကိုတက်ခိုက်နေတယ်လို့ကျွန်တော်သိရတာဖြစ်ပြီးတော့မှဂျမ်းမစစ်တပ်ရဲ့တာလိုက်ဘီယိုစခန်းကိုတင်ပိုက်တဲ့နေရာမှာစစ်သားလောင်း၁၀လောင်းရရှိထားပြီးတော့မှစစ်သား၂၀ကျော်ထိုင်းရွက်ချမ်းကိုထုတ်ပြေးသွားတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်ဒါတော့ပေါ့နော်ကျွန်တော်ခုဆိုရင်ကန်ယူနဲ့ PDF ပူပေါင်းတဖို့ဝင်ရနေပြီးတော့မှစစ်ကောင်စီရဲ့စစ်စခန်းတစ်ခုကိုထပ်ပြီးတော့မှတင်ပိုက်ဖို့စူးစမ်းနေတာပြီးတော့မှမကြခင်မှာတော့အဲ့ဒီစခန်းဆောင်ဟာဆိုရင်တော့ကျွန်တော် ော်လာရေးပူအောင်တဖို့ဝင်ရလက်ထဲရောရှိမယ်ဆိုတော့ကျင်းဒီပြောလို့ရနေတာဖြစ်ပါတယ်။ကဲနောက်ထပ်သတင်းသဘောအနေနဲ့ကတော့အယောရီတိုင်းရေချီမြို့နယ်ကတိုင်းချောင်းမြို့အမြောက်တပ်အမတ်တ၃လေးရဲ့ကာကင်းစခန်းတွေကိုတော်လာရေးပူအောင်တဖို့ကဝင်ရောက်တိုက်ခိုက်နေပြီးတော့မှစစ်ကောင်စီကကာကင်းစခန်းတွေတိုးချဲ့နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကာကင်းစခန်းငယ်တွေတိုးချဲ့ထားတဲ့ကရုချင်းတွေသူ့စစ်တွေးမြောင်းတွေဖောက်ပြီးတော့မှခန်းစစ်ပြင်ထားတဲ့အခုအဲ့ဒီနေရာတွေတော်လိုက်တပ်တွေရောက်လာတဲ့အနေထားပါဆိုပြီးတော့မှ data တွင်သတင်းမိကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ တောင်ကြီးရုံးမတော်အုပ်စုထန်တော်ကြီးရွာဘက်မှာဆိုရင်စကောင်ဆီယံနေပြီးတော့မှအင်အားတိုးချက်ချထားပြီးတော့မှနေမြရှင်လေးလို့ဆောင်စစ်ကြောင်းထုံးမှုတွေလက်ရှိနေတယ်ဆိုပြီးတော့မှဒေတာခံတွေဆီယံနေပြီးတော့မှကျွန်တော်နောက်ထပ်တည်ရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပါနော်စကောင်ဆီရဲ့ဒီအာမတာ3လေးလေးတရင်ရဲ့ကာကင်စကန်တွေကို AAPDF ပူအောင်တဖို့နေနေပြီးတော့မှစတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာပြီးတော့မှမကြခင်မှာတော့အဲ့ဒီနေတော့မှဆိုတော့ကျွန်တော်တော်လိုင်းတဖို့ဝင်ရဲ့အောင်မြေတွေဖြစ်လာမယ်ဆိုတော့ပေါ့နော်ကျွန်တော်ခုတွေကပြောလို့ရနေတာပဲဖြစ်ပါတယ်တော်လိုင်းတဖို့ဝင်အထိခိုက်မရှိဘဲနဲ့ကျွန်တော်တို့တိုက်ပွဲတွေမှာအောင်မြေမြေနဲ့ တပ်ဖွဲ့ကိုပုံဖော်နိုင်ကြမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကျွန်မကတော့ခုဆိုရင်ကျွန်တော်တော်လိုင်းရရာစုတွေဘက်ကနေပြီးတော့မှစစ်ကောင်စီရဲ့ပေါ့နော်။အဓိကတရားခံတွေဖြစ်တဲ့လေကျောင်းကစစ်ကောင်စီရရာရှိတွေကိုခုဆိုရင်ပြပေးယူနိုင်ဖို့စုချက်တွေထုတ်လိုက်ပြီဆိုတဲ့အကြောင်းကိုရဲဘော်ရှန်လေးကနေပြီးတော့မှတရားလေးရှင်းပြထားတာပဲဖြစ်ပါတယ်။ရဲဘော်ရှန်လေးဘယ်လိုမျိုးတွေဖျက်ထားမလဲဆိုတာကျွန်တော်စာချေးလေးရအောင်နော်။အဲ့ဒီလူသက်ကောင်တွေဟာဘုံမှုကျော်လင်းမောင်ဘူကြီးမျိုးသူဘုံမှုဝင်းမင်းထွန်း ဒုဗိုလ်မူကြီးကျော်အောင်ဘူကြီးချမ်းမြင့်ကိုကိုပြီးတော့နောက်ဆက်တွဲအနေနဲ့ဒါအကြမ်းဖက်စစ်ခွေးတက်ဒါကျွန်တော်တို့ဒီဘေးရင်ခင်းချင်းတွေမှာပဲလေချောင်းကနေဘုံကျဲသွားခဲ့တယ်လေချောင်းကနေပြီးတော့ကျွန်တော်တို့ကလင်းငယ်တွေကိုတက်ဖြတ်သွားခဲ့တယ်ဒါဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့အကြမ်းဖက်စစ်ခွေးတက်အຫນွေဝင်တွေဖိုးကျော်ဝင်းကြီးရဲ့ဒါ၃ယောက်ညီကို၃ယောက်လုံးကလက်ရှိတက်ထဲမှာရှိနေပြီးတော့ကောင်းမြတ်ကျော် အဲ့ဒီကောင်ကတော့ဒါတက်ထဲမှာပဲတာဝန်ထမ်းဆောင်ရင်းနဲ့2012မှာတည်ခဲ့ရပြီပြီးတော့ဇော်မင်းထင်ကျော်ဒါဒီဘဲရင်လေချောင်းကနေပြီးတော့ဘုံကျဲခဲ့တဲ့အဓိကတရက်ခန့်อืมမထိုင်ရမှာနော်နာမည်ကျော်ပြီးတော့ချမ်းမြင့်ကျော်အာနေပြည်တော်ကကျွန်တော်တို့ဒါဆေးထုတ်လုပ်ပေးတဲ့တက်ကသူ့ရဲ့ဇာတိကဟင်္ဒရာမြို့နယ်ချင်းဘူအုပ်စုဒါတဲယိုအရှိစုကျေးရွာ အခုအချိန်ဒီမှာတော့တို့တွေနေရာပြောင်းရွှေ့လုပ်နေကြတယ်လို့လည်းကျွန်တော်တို့သတင်းတွေရရှိထားပါတယ်ဟင်္လာမျိုးတာ90မြောက်အလေလန်းကောင်းမြတ်ဆိုတဲ့ပွဲရုံပိုင်ဆိုင်ထားတယ်လို့လည်းသိရှိထားရပါတယ်ဒါတခါတရံမှာအဲ့ဒီပွဲရုံကိုလည်းခွင့်ရတဲ့အချိန်မှာဒါအလေလာတတ်တယ်လို့လည်းကျွန်တော်တို့သတင်းတွေရရှိထားတယ်ဟုတ်ပြီဒါပြင်သူ့ရဲ့လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာတွေပြီးတော့သူနဲ့ပတ်သက်တဲ့အချက်လက်တွေကိုကျွန်တော်တို့ပြည်သူလူထုတစ်ချက်လုံးကတရက်ဆက်စုံစမ်းပြီးတော့တရက်ဆက်ထုတ်ပြန်ကြင်ညာတဲ့အချိန်မှာသူတို့တွေအကုန်လုံးဟာ လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာအကောင့်တွေကိုတော့ဖျက်ပြီးတော့ပြီးနေရပါတယ်ဒါကနံပါတ်၁ပြီးတာပြီးချီတာပေါ့ဗျာလွတ်မလားလို့ပြီးတော့သူတို့ရဲ့ဒါလူမှုကွန်ရက်ဆိုရှယ်စာမျက်နှာပုံမှန်သုံးနေတဲ့အကောင့်တွေကိုဖျက်ပြီးတော့နောက်ထပ်အကောင့်အစ်တွေနဲ့ပြန်လည်သုံးနေတဲ့အကြောင်းကိုလည်းကျွန်တော်တို့ပြည်သူကပဲကျွန်တော်တို့ကိုသတင်းပေးပို့ထားတာဖြစ်ပါတယ်ဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာကျွန်တော်တို့ကခေတ်သစ်မီဒီယာကနေပြီးတော့ဒါလီဘယ်အုပ်စုတွေနဲ့ပတ်သက်ပြီးတော့တင်ခဲ့တဲ့လူဦးရေစာရင်းပေါ့ဗျာလက်ရှိကျွန်တော်တိုက်လေရင်မောင်းနေတဲ့သူတွေရဲ့ဒါ ရေအတွက်အားဖြင့်90ကျော်အာသူတို့တင်ပြထားတော့ကိုတော့ကျွန်တော်လိလသုံးသပ်မိပါတယ်ဆိုတော့ဒီလူဦးရေ90ကျော်အဲ့ဒီ90ကျော်လုံးကိုကျွန်တော်ပြည်သူကအနေဆုံးဗတ်သိန်းကနေပြီးတော့စုချင်းငွေထုတ်ထားတာဖြစ်ပါတယ်မြည်သူမဆိုးပါဝင်ပြီးတော့စုချင်းထုတ်ယူနိုင်ခွင့်ရှိပါတယ် ခုထားတော့ဗောနော်ရဲဘော် channel ရနေပြီးတော့မှကျွန်တော်ဒီပင်မျိုးနဲ့အိုထင်းတွင်ကျွေးရစာတင်ကြောင်းမွေးချခဲ့တဲ့ဖြစ်စဉ်မှာဆိုတော့အဓိကတဲ့အခိုင်တွေဖြစ်တဲ့စက်ကောင်စီရဲ့ level တွေနဲ့ပတ်သက်ပြီးတော့မှပီတိုတွေကစူးကြီးထုတ်လိုက်ပြီဆိုတဲ့ကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်ဒီလိုမျိုးစက်ကောင်စီလေးချောင်းတက်ကဒီတက်လီမှုတွေအားဆိုတော့ကျွန်တော်ပီတိုတွေပေါ်မှာစာနာတနာမှုမရှိဘဲနဲ့ ခုဆိုရင်မဲမဲမြာဆိုပြီးတော့မှဘုံကျတက်ခတ်မှုတွေလည်းလှုပ်ဆောင်နေတော့မလို့ဒီကောင်တွေရောကျွန်တော်တို့ဘက်ကနေပြီးတော့မှအထူးပြစ်ပေးအေးအေးယူရမယ်ဆိုပြီးတော့မှပေါ့နော်ပြောဆိုမှုတွေလည်းရှိလာတာပဲဖြစ်ပါတယ်လေချောင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ချိန်ဖန်များဆိုခုဆိုပြီးသူတွေကနေ့စဉ်နဲ့မြခါနေရတာမလို့ဒါတို့လည်းကျွန်တော်အလေးထားပြီးတော့မှတော်လိုင်းရဲ့တဖို့ဝင်နေနဲ့ဒီလေချောင်းရှင်းလေးမရှင်းတခုနေနဲ့ပေါ့နော်အခုဆိုစတင်နေပြီဆိုတဲ့အကြောင်းလည်းခုချိန်ထိကျော်တို့ပြည်သူတွေကိုတပြတ်ဖို့ဝင်မလေးကြတဲ့စကွန်စီတဖို့တွေကိုထပ်ပြီးတော့မှတတိပေးပြောလို့ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ကျွန်တော်ဒီဒီပဲရင်မြို့နယ်အိုထင်းရင်ကျွရစာတင်ကြောင်းမှုကြတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှအဲ့ဒီဖြစ်စဉ်မှာကိုရင်ကိုကြကြုံတွေ့ပြီးတော့မှပေါ့နော်ကုညီကဲဆွဲတွေလုပ်ခဲ့တဲ့တော်လိုင်းရေးပေါ်သူ့ကနေပြီးတော့မှသူ့ရဲ့တွေ့ကြုံပြန်ပြီးတော့မှမျှဝေထားတဲ့အားလေးကျွန်တော်နားထောင်ကြည့်လိုက်ရအောင်နော်9:45တက်ကတ်တော့ဖြစ်အောင်မထင်နေဘူးအဲ့ဦးငင်ပေါ့နော်ဟုတ်အဲ့သူတို့ကအဲ့တက်ဝဲပြီးတော့ရှမ်းတွေကမိစ္ဆာရှမ်းတွေကဒေတက်ကကောင်တွေကပေါင်150လောက်ချေးရပါတယ်ဟုတ် ကျွန်တော်အဲ့မှာချင်းချင်းကျွန်တော်တို့တန်းပြေးတာပေါ့ဗျာတန်းပြေးပြီးတော့ကလေးတွေထိပြီလားရွာပြင်ကြပါစီလို့ဆူတောင်းရတာပေါ့ဗျာဟုတ်အဲ့မှာရွာပြင်မကြောက်ဘူးဗျာတန်းတန်းကြီးကိုကျောင်းလေကြီးကိုတန်းချလိုက်တာဘူးကြီးကျွန်တော်ဝင်သွားတဲ့အချိန်မှာကလေးတွေကဗျာသကွက်လို့ကျေးနေတာပဲတည်းကျေးနေရတော့ဟိုရွာလည်းအတွေ့အကြုံကမရှိဘူးကြီးကမရှိတော့ကျတော့အလောင်းကြီးကျွန်တော်ထန်းထုတ် အတက်ရှူတဲ့ဟာတွေအကုန်လုံးကိုဆရာဝန်တွေနဲ့ကျွန်တော်ဆရာဆရာဝန်တွေဆရာမတွေစီအမြင်မြန်ဖို့ပေါ့နော်အမျိုးကွန်ပျူတာထိုးရတယ်ပေါ့ဒီကောတိုတီကွေးစီရတယ်ပေါ့အဲအမျိုးပေါ့နော်အဲအဲ့နဲ့ချူရတယ်ပြန်လွှဲပေါ့နော်ညောလောက်ရတယ်ဗျာကျွန်တော်အဲ့ညာလေးခုတိအောင်ကျွန်တော်သွေးညင်နေမပြောက်သေးဘူးအာပြောလို့ရှိရင်လေဘူးကြီးဟိုမျိုးပေါ့ကျွားလည်းတို့ချင်မရှိဘူးဆိုတော့ကျွန်တော်ကြီးပဲထမ်းထုတ်ရတာကျွန်တော်တက်ရောက်မှာ တဲ့အောင်မှာပဲအဲ့မှာဟိုအချို့ဟာတွေတဲထုတ်အချို့ဟာတွေဟိုမှာဆေးရုံပို့အချို့ဟာတွေအဲ့လိုလောက်ရတာအဲ့ဟာတွေလဲထပ်ပြီးတော့မဖြစ်ပါသေးနဲ့ပဲဆိုတော့အမှာအော်ဒီကတည်းကရရပြီးတော့အများကြီးပဲအများကြီးပဲအဲအကြောင်းဆရာကြီးဆိုလို့ရှိရင်လက်ကပြတ်သွားကျွန်တော်ကိုယ်တိုင်ဒီလက်မောင်းကပြတ်သွားတာအော်အဲကျွန်တော်ကိုယ်တိုင်ဆွဲနေပြီးတော့မှကွန်ပျူတာအဲတိုနီကွေးစီးပြီးတော့တိုနီကွေးအစည်းရမရှိတော့ဘူး ။ဟုတ်ဟုတ်။တော့ပြောက်သွားတော့ကျတော့သားသားတွေဖြစ်သွားတော့ဟုတ်။ဟုတ်။အဲ့တော့ဒီဒီအောင်ရိုးကိုသိပြီးတော့ထိတ်ကိုပိတ်ပြီးတော့မှပို့လိုက်ရတာ။ဒါပေမဲ့အဲ့အဲ့ကျောင်းဆရာကြီးတော့တက်ရှင်နေလွယ်လွယ်ကြားတယ်။ကျွန်တော်လည်းရသမျှလောက်ကေတာပဲကိုကြီး။အမျိုးပေါ့။ဟုတ်ဟုတ်ဆရာ။အိုအပီရောလေဒီမှာသူတို့သူတို့ဘက်ကပြောတာရှိတယ်ဗျာကျွန်တော်မကြိုက်တာပါဘောနော်သူဘာလဲဆိုတော့ចောင်းပိတ်ထားတဲ့ယာဒီမှာဘာဖြစ်လို့ဒီចောင်းအဖြူစိမ်းနဲ့ចောင်းသားတွေဆိုပြီးဖြစ်နေရလဲဘောနော်အဲ့လိုမျိုးပြောတဲ့ဟာမျိုးရှိတယ်ဗျာအာကိုအဲဘူကြီးကကျွန်တော်ခင်ဗျားနဲ့စကားပြောကြည့်နေတာဗျာဒီမှာအဲခွေးလောက်ကခွေးလောက်တာပဲသိရမလားဟုတ်တယ်ဟုတ်တော့ ကျွန်တော်တို့မှာတော့ဟိုရာသီတွေရေးလို့မရဘူးတာသမီတွေကိုကျွန်တော်ပညာသင်ကြားဖို့ပဲကျွန်တော်ဥသာပေးရတာဗျာနော်ဟုတ်ကဲ့ဟုတ်လားအဲ့မျိုးကြတော့သူတို့လိုမျိုးခွေးလုတ်ခွေးလုတ်တဲ့အမျိုးမှာနေရာတွေကြောင်းမရတယ်လာမပြောနဲ့ကျွန်တော်တို့ကလောက်ရမှာပဲဟုတ်တယ်တခုတော့ရှိရဗျာကျွန်တော်တို့ဒီ PDF တွေဘာမှမရှိဘူးအဲ့ဒီမှာကလေးတွေပဲရှိရာကလေးတွေဆရာဆရာမတွေပဲရှိရာ ဒါတော့ပေါ့နော်ကျတို့ဒီဒီပိုင်းမျိုးနဲ့အထင်းထင်းကျွေးရဖြစ်စင်တဲ့ပတ်သက်ပြီးတော့မှကိုရင်ကိုချကြုံတွေ့ပြီးတော့မှကိုကြီးကယ်ဆွဲတွေများစွာလုပ်ခဲ့ရတဲ့တော်လိုင်းရေဘော်ကနေပြီးတော့မှတွေ့ကျုတွေ့ကြုံပြန်ပြီးတော့မှရှင်းပြထားတာပဲဖြစ်ပါတယ်ကျတို့ဒီရေဘော်အားဆိုရင်တော့စစ်ကောင်စီတက်ကနေပြီးတော့မှအလင်းဝင်လာတဲ့သူဖြစ်ပြီးတော့မှ စစ်ကောင်စီတဖွဲ့ဝင်တွေဒီလိုမျိုးရုံမှာရိုင်းစမ်းတယ်ဆိုတော့လည်းသိရှိထားတာမို့လို့ပေါ့နော်ခုဆိုတော့ကျွန်တော်ကြားတဲ့အတိုင်းဆိုတော့တော်တော်လေးချက်တိထားဖို့ခေါင်းနေတာဖြစ်ပါတယ်ပြည်သူတွေပဲရှိတဲ့နေရာကိုတမစစ်ကောင်စီအနေနဲ့စာတင်ကြောင်းပြတ်မှတ်ထားပြီးတော့မှဘုံကျဲတယ်ဆိုတော့ကိစ္စကတော့တော်တော်လေးကိုဆေးရဆုံးမှုမျောတာဖြစ်ပြီးတော့မှခုချိန်ထိကျွန်တော်မြန်မာရေးနဲ့ပတ်သက်ပြီးတော့မှရေလုံးလုံးပေးနေကြတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်းမြောက်နေတဲ့ဆရာနာရှင်လူသစုတွေကိုအများဆုံးအရေးယူဖို့လွှမ်းနေပြီဆိုတဲ့အကြောင်းလည်းဒီနေ့ကနေထပ်ပြီးတော့မှအတိအပြေပြောလိုပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကိုမြရဲတို့အုပ်စုကနေပြီးတော့မှအရင်တော့ပါနော်ဒီចောင်းသားတွေကစစ်ကောင်စီရဲ့အသုံးတော်ခံပြီးတော့မှဖိနှိပ်ခံတွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုဘယ်လိုမျိုးကြွကြောက်ခက်ကြလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ဒီနေ့ចောင်းချက်နေတယ်ចောင်းသားတွေဟာဒီလိုရင်ဆိုင်နေရတယ်ဆိုရင်အရင်တော့ထက်ခဲ့တဲ့ចောင်းသားတွေရောဘယ်လိုရင်ဆိုင်နေရတယ်လဲဆိုတာသိဖို့လိုပါလိမ့်မယ်ကျွန်တော်တို့ပညာရေးစနစ်ကို ကျွန်တော်တို့တိုင်းပြည်မှာကျွန်တော်တို့တိုင်းပြည်ရဲ့ပညာရေးစနစ်ဘလို့ဖျက်ဆီးခဲ့ရတယ်ဆိုတာကိုသိဖို့လိုပါလိမ့်မယ်။ကိုမြရေးကြွပါခင်ဗျာ။စကုန်းနဲ့ရှိခဲ့ပါပြီ။ကျွန်တော်တို့ကြောင်းတက်ဖယ်တုန်းကကျွန်တော်တင်ကြားလိုက်ရတဲ့ပညာတွေဟာကျွန်တော်တို့လူမျိုးတွေကိုဘယ်မှာလာပြီးအကျိုးပြုနိုင်တဲ့တက်မြောက်တော့တဲ့ပညာရည်ဖြစ်ခဲ့လို့လေ။အဲဒီတော့ကျွန်တော်တို့ကျောင်းသားဆိုတာမတရားမှုဘယ်တော့မှငုတ်ခံရတဲ့ယူထုံးစံမရှိခဲ့ဘူး။ ကျွန်တော်တို့ဟာပြန်ပြောချင်ပါတယ်19နှစ်ရှိခဲ့ပြီမဲ့စေးထမ်းနေတဲ့ကတ္တရာလန်းတွေကိုမျက်မှောက်ကျဲ့ကျုံနေတဲ့ကတ္တရာလန်းတွေကိုရိုက်ခွဲကြည့်လိုက်ပါအစိမ့်စိမ့်စိမ့်ကိုစီးကြလာတဲ့88เจ้าသားတွေရဲ့သွေးဆက်တရားဒီကလေးတီအော်ဟစ်ညတန်းနေလို့ပဲခက်တာတော့ဗနာကိုမြားကြီးကနေပြတော့မှအခုဆိုရင်ကျတော်တို့ဒီเจ้าသားတွေဟာတော့ခက်ဆက်ဆက်စစ်ကောင်စီရဲ့ဖိနှိပ်ချုပ်ချယ်ခြင်းခံခဲ့တယ်ဆိုတဲ့အကြောင်း ပြောဆိုခဲ့တာဖြစ်ပြီးတော့မှဒီလိုမျိုးចောင်းသားတွေကပဲပေါ့နော်စကောင်စီနဲ့တချို့တလေတွေကပူပေါင်းပြီးတော့မှလူကားစာအနေနဲ့ပြန်ပြီးတော့မှတိုင်းပြည်နဲ့လူမျိုးပေါ်မှာတစ်ဆောက်ဖောင်းနေတယ်ဆိုတော့အကြောင်းတွေလည်းကျွန်တော်တို့ ခုချိန်ထိမြင်နေရတာဖြစ်တဲ့ဥပမာကိုကိုကြီးတို့လိုအုပ်စုတွေကကျတို့ဒီတိုင်းပြည်နယ်လူမျိုးပေါ်မှာတစ္ဆာဖို့ဖြစ်တော့မှအခုချိန်ထိပေါ့နော်စစ်ကောင်စီရဲ့ကျင်းပဖို့ရည်ရွယ်နေတဲ့ရွေးကောက်ပွဲမှာလည်းဝင်ရောက်ရှင်ပြန်ဖို့စ조사နေတာလည်းအလုံးသိထားတာပဲဖြစ်ပါတယ်။ရင်းချမ်းရေးဆိုပြီးတော့မှအမိခံပြတော့မှကျတို့တော်လိုင်းကိုဖြစ်လို့ဖြစ်စီလှုပ်ချနေတဲ့ဆန္ဒတွေကတော့ကျတို့ခုဆိုမြင်နေရတာမလို့ပြည်သူတွေဒီလိုမျိုးတက်ဖြတ်ခံရတဲ့ချိန်မှာတောင်မှပစကနဲ့ပြတော့မှမထုတ်ပြရရဲတယ်ပေါ့နော်။တတိတွေကတော့ကျတို့ဘလိုနည်းနဲ့မှကိုကျတို့ဒီနိုင်ငံရေး လုံစားပါတီတချို့ပေါ်မှာလုံအောင်ယုံကြည်လို့မရဘူးဆိုတော့လည်းခုဆိုတွေးနေရတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ဒီပေါ်မိုက်ခွက်ကအပသမီးရနေပြီးတော့မှဒီပဲရင်းဖြစ်စဉ်ရဲ့ပြီးတော့မှကျွန်တော်တို့မုံရမျိုးတွေမှာ PDF တွေအရှင်းခိုင်းရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဘယ်လိုမျိုးပြောနေပြောဆက်ပြီးပြောထားမလဲဆိုတော့ကျွန်တော်တို့တစ်ချက်လုံးနားထောင်ကြည့်လိုက်အောင်အဲ့ဒီဒီပဲရင်းကိစ္စလေးလေးပြောချင်သေးတယ်ငရွှီးတွေမှန်းသိတာရဲ့ AR တွေတင်းဌာနက cluster ပုံပေါ့နော်ခစ်တွေကပေါင်900နဲ့ချတယ်ပေါ့ဟို သူတို့တင်လာတဲ့ပုံ BBC မှာတင်လာတဲ့ပုံကကြတာနေရစေးတာမပုံနော်ပြီးတော့ခလေးတွေအတွက်ကတော့တကယ်တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်မိဘတွေကလည်းအံ့ဩတယ်တော့ကျွန်မဘလို့ဘလို့စိတ်နေပေါ့လွတ်တာလည်းမသိဘူးကိုသားသမီးတွေခုလိုမျိုးဖြစ်သွားပြီမရဲနော်နော်ကျွန်မဆိုနှမျောလို့ရင်းနာလို့တည်ရကြည်ရမလိမ့်နိုင်ပါဘူးဟာဘသူလောက်တာဘသူလောက်တာမပြောနိုင်ပါဘူးဘသူလောက်တာကိုသိနေရပဲဥစားနော်ပြီးလို့ရှိရင်ဟိုပေါင်900နဲ့ချလို့ရှိရင်ဘလို့အချိန်နေဆိုတာကျမတို့ဆိုဖုန်းထဲမှာခဏခဏတွေ့နေတဲ့ခါကြာ တည်တယ်လीเนาะခု900နဲ့ချလိုက်အမှုံအောင်ဖြစ်ဦးမယ်အဲ့ဒီဟာအဲ့လိုမျိုးเนาะနောက်ကြသူတို့ဒီ BBC ကပုံတင်ထားပါလက်စတိုင်းကပုံနေတော့တပုံပါသေးတယ်နောက်တစ်ခုမုံရွာခရိုင်အမှတ်နှစ်အမှတ်20နှစ်တည်းရေငါ PDF ကလေးတွေပေါ့နော်ဟိုသူတို့ line ပေါ်မှာကျမတို့ဝါဒဖြန့်တာကြီးများတဲ့ခါကျစစ်တပ်ကလုံခြုံရေးအဖွဲ့ကြီးရာပေါ့ငကြောက်တီးပေါ့အဲ့လိုဖြစ်နေပြီသူတို့ကသူတို့စိတ်ထဲမှာလည်း blind cycle စီးလာတိုင်းတိုင်းတိုင်းစုံဝင်ပြတယ်ဟိုက စစ်သားပီသားရဲစစ်သားနဲ့လည်းတွေ့ရောခါရဲရှော့ကုန်ညောအဲ့တော့ PDF ကလေးတွေအမပြောချင်တယ်ဟိုပါလေတိတ်ပြီးတော့အခုမင်းတို့ထင်နေတဲ့ကောင်တွေကုန်သွားပြီရှိတော့နောက်ထပ်ရှိနေတဲ့စစ်သားတွေကလက်မြန်လက်တွက်တဲ့လူတွေကြီးဖြစ်သွားပြီပြီးတော့တိုက်ပွဲရဲ့အတွေ့အကြုံကိုအခုက3နှစ်လောက်ရှိရဲ့စက်တိုက်တိုက်လာပြီ2နှစ်ကျော်ဆိုတော့3နှစ်လောက်ရှိအခုကလက်တွက်လာပြီအဲဒိုင်းဆိုဒိုင်းမီအခုဒိုင်းဆိုဒိုင်းမီအခုက အရင်တော့လည်းတိုင်းဆိုမတိုင်းဘူးအခုကတိုင်းဆိုတိုင်းသွားပြီအခြေအနေပြန်ရောက်လာနေနော်အဲ့မှာလို့သူတို့ကလည်းရေးရတယ်တော့သူတို့ပြစ်ပြီးတော့သူတို့တင်တာပေါ့နော်သူတို့တင်တဲ့ဗီဒီယိုဖိုင်မှာကြည့်လိုက်တဲ့ခါကျသူတို့စီကကလေး၃ယောက်ဘုံရနတ်ဆိုးအဖွဲရပေါ့နော်သူတို့စီကကလေး၃ယောက်ကြာဆုံးသွားတယ်တဲ့သူတို့အလို့တင်ထားရပေါ့နော်အဲဒါပေမဲ့သူတို့ကဘာလို့တင်လဲမသိဘူးအဲ့ဗီဒီယိုဖိုင်စစ်တပ်ကကြာဆုံးနေဆိုပြီးတင်တာတကယ်စစ်တပ်ကတယောက်မှမထီးဘူးတော့ဒီဘွားတော့အခုဆိုရင်တော်တော်ဒီပရင်ဖြစ်စင်မှာတော့မိဘပြည်သူတွေရပါနော်ကိုသားသမီးစစ်ကောင်စီရဲ့လူမျိုးရေးဆက်ဆက်တပ်ဖြတ်ခံရခြင်းကို မွန်းနဲ့ကြောက်ဘူးဆိုတဲ့ပုံစံမျိုးနဲ့မျက်နှာပြောင်တိုက်ပြတော့မှပြောဆိုနေတာဖြစ်တယ်။ပဲမီဘာကကိုသမီးတေတာကိုဝမ်မနေပဲမနေမှာလဲပေါ့နော်။ခုလိုမျိုးစစ်ကောင်စီကနေပြတော့မှရဲစစ်စစ်နဲ့ကျွန်တော်ကျောင်းသားပြည်သူတွေဆံဘွယ်ဖြေဖို့လုပ်နေတဲ့ကြတဲ့အချိန်မှာတောင်မှစာတင်ကြောင်းပြတ်မှတ်ထားပြတော့မှဘုံချက်ချထားတော့ကျွန်တော်ကြည့်မယ်ဆိုတော့ဒါကစစ်ကောင်စီအနေနဲ့ပြည်သူတွေပေါ်မှာဆန္ဒထောက်ထားမှုဘာညာမရှိတော့ဘဲနဲ့အကုန်လုံးတက်ဖြတ်ချင်နေတယ်ဆိုတော့လဲတွေ့ရဖြစ်တယ်။နောက်တစ်ခုကကျတော့ကျွန်တော်မွန်ရမျိုးနဲ့ပတ်သက်ပြီးတော့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစော်တွေကိုရှင်းလင်းနေတဲ့ကျွန်တော်တို့ PDF တွေအရဆိုတော့ပေါ့နော်ဒီစစ်ကောင်စီရဲ့ gate account ကိုတိုက်ခိုက်တဲ့နေရာမှာတုံးချဆုံးတယ်ဆိုတော့ကျွန်တော်အရင်ရကလေးကသတင်းကြားထားတာပြပြမှာအခုဆိုရင်လည်းသူတို့ပြောထားတဲ့အတိုင်းဆိုတော့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့တိုက်ပွဲတွေ့ကြုံရှိပြမှာပေါ့နော်တရင်ရှုံးပြရနဲ့မဟုတ်တော့ဘူးဆိုတဲ့အကြောင်းတွေနဲ့ပြောလို့မျိုးဆော့ပြောဆိုနေတာပဲဖြစ်ပါတယ်ဒီပါသမီးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြည်နေကြတဲ့မျိုးပါပြသူတွေဘက်ကနေပြမှာကိုယ့်ရဲ့မြေလေးတွေကိုခြိုက်ပြခဲ့ချဖို့ကျွန်တော်အားလုံးအတောင်းဆိုပါတယ် ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပိုးအနေနဲ့ကိုစီရနေပြီးတော့မှ NUG ရဲ့တော်လိုင်းရေးခရီးမျိုးမှန်းချင်းနဲ့နောက်တစ်ခုကကြတော့ကျွန်တော်တို့အခုဆိုရင်တော်လိုင်းတပ်ဖွဲ့ဝင်တွေတပ်ပေါင်းစုတစ်ခုဖွဲ့စည်းတည်ဆောက်ဖို့လွတ်နေပြီဆိုတဲ့အကြောင်းကိုဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် NUG ဆိုတာအရှင်းမှလည်းပြောခဲ့တဲ့စကားတွေရှိတယ်ပြောခဲ့တဲ့ဟာအရာအလုံးကိုမဖြစ်လာဘူးဒါဆိုရင်အရာအလုံးကိုမဖြစ်လာတာအရာအလုံးတွေကတချို့တပ်ဖွဲ့ဖြစ်ပြီးတချို့တပ်ဖွဲ့မဖြစ်တာလားကျွန်တော်ပြန်ကြည့်ရမယ်နော်ဘယ်လာဖြစ်ဖြစ်ရင်တော့မှန်းရင်တော့နော်ခါတော့တိတ်နေဆိုသလိုပဲ ပြောကြတာပဲလောက်တဲ့နေရာမှာဆိုရတယ်နဲ့တို့ပဲမဲဆွဲကာလမှာဒီဒီဒီမိုစီတိုင်းမှာရှိတဲ့ပါတီတွေနဲ့တို့ပဲမဲဆွဲကာလမှာတို့ဟောပြောစည်းရုံးကြတယ်ပဲဘာလုပ်မယ်ညာလုပ်မယ်စတဲ့ဖြင့်တရားဝင်အစိုးရဖြစ်လာတဲ့အချိန်မှာအဲ့ဒီရွေးကောက်ပွဲကတိကောအားလုံးနှီးပါဖို့နော်တရားညာရင်တို့ဖြစ်စည်းပေးနိုင်တဲ့အစိုးရဆိုတာရှားပါတယ်ဟုတ်တယ်နော်အဲ့တော့လက်ရှိအန်ယူဂျီဆိုတာကလက်ရှိတူမှာရွေးကောက်ပွဲကာလမှာဟောပြောစည်းရုံးနဲ့မဲဆွဲစကားလည်းမဟုတ်ဘူးတော်နိုင်ရေးကာလမှာပြည်သူလူထုတွေစိတ်အားတက်ကြွလာအောင်ပါလာအောင်လက်ပလာနဲ့စခဲ့တဲ့အစိုးရတည်းနာမည်ကန်အစိုးရတည်းရှင်းရှင်းပြောရရင်လေလိုင်းပေါ်ကအစိုးရတည်း နော်ဟိုဘက်ရောက်ကပြောခဲ့တယ်ကွာ NUG ဟာသူ့ရဲ့စမူလစနစ်ဒီလေလိုင်းပါအဲ့တော့လေလိုင်းပေါ်မှာလက်ပလာနဲ့လာတဲ့အစိုးရကိုကျွန်တော်တို့ကဘာမဖြစ်ဘူးညာမဖြစ်ဘူးပြောမယ်ဆိုရင်ဒါအသေးပဲရှိတယ်မရှိတာဆိုတော့ဝေဖန်မဲ့လူတွေတိဖို့လိုတယ်နောက်တစ်ခုကဝေဖန်တဲ့နေရာနဲ့တိုက်ခိုက်တဲ့နေရာနှစ်ခုကိုကွဲပြားဆိုတာကျွန်တော်တိဖို့လိုတယ်ဝေဖန်တယ်ဆိုတာကမင်းတို့လုပ်နေတာဒီဟာတော့မဟုတ်ဘူးဒီဟာကဒီလိုမှားနေတယ်မင်းတို့လုပ်တာဒီလိုမှားနေတယ်ဒီလိုမှန်အောင်လုပ်ရတယ်ကိုကိုတိုင်းကအမှားကိုလည်းထောက်ပြနိုင်ရမယ်အမှန်ကိုလည်းလမ်းပြနိုင်ရမယ်ဒါမှလားဝေဖန်တာ ဒါကြောင့် NGO ပုတ်ခတ်တိုက်ခတ်ပြောဆိုနေတဲ့လူအများစုပေါ့နော်အားလုံးတော့ကျွန်တော်မဆွလို့ပါဘူးအဲ့ဒီကအများစုဟာခဏကပြောသလိုဝေဖန်တာပုံတိုက်ခိုက်တာဖြစ်ဘယ်ဟောင်းမကောင်းဘူးဘာကြောင့်မကောင်းဘူးမှန်းအောင်မရှင်းပြတတ်ဘူးဘယ်လိုကောင်းမယ်လို့လည်းမပြောရတတ်ဘူးအဲ့တော့ကျွန်တော်တို့ကဒီတော်လှန်ရေးအကျွေးတစ်ခုမှနော် KNU တစ်ဖွဲ့နဲ့တနိုင်ငံလုံးအာဏာရှင်စနစ်လွတ်မြောက်အောင်လုပ်လို့ရမှာ AA တစ်ဖွဲ့နဲ့တနိုင်ငံလုံးအာဏာရှင်စနစ်လွတ်မြောက်အောင်လုပ်လို့ရမှာ KNU တစ်ဖွဲ့နဲ့တနိုင်ငံလုံးအာဏာရှင်စနစ်လွတ်မြောက်အောင်လုပ်လို့ရမှာအများမှရှိတဲ့ PDF တွေပဲတီးတဲ့တနိုင်ငံလုံးအာဏာရှင်စနစ်လွတ်မြောက်အောင်လုပ်လို့ရမှာမရဘူးဘယ်လက်နက်ကင်တစ်ဖွဲ့တည်းမှကျွန်တော်တို့က ဒီတော်လိုင်းရေးမှာအာနာရှင်စနစ်လွတ်မြောက်အောင်ဖက်ဒရယ်ဒီမိုကရေစီဖြစ်အောင်လုပ်လို့မရဘူးအားလုံးစုပေါင်းမှုနဲ့တွောင်းအောင်ရမယ်အဲ့တော့ ANG ဆိုတာပုံပိုင်ပဲဗျ ANG ဆိုတာ AA လည်းပိုင်တယ် KAI လည်းပိုင်တယ်နော် KAI လည်းပိုင်တယ်ရှိတဲ့ဘိုင်းလည်းလက်နက်ကိုင်တွေအားလုံးကပိုင်တယ်အဲ့ဒီအတွက်မှားနေပြောပိုင်မှုရှိတယ်မှားနေတယ်မင်းတို့လုပ်တာဒီဟာမှားနေဒီလိုလုပ်ရမယ်အားလုံးကပြောပိုင်မှုရှိတယ်ငါတို့ကတိုင်းရင်းသားဒီ ANG ကဘာဆိုတဲ့ဟာမျိုးအဲ့ဒါအင်မတန်မပြည့်ဝတဲ့အတွေးပဲ ANG ဆိုတာလူမျိုးစုတွေကိုကိုစားပြုထားတာတော့တွောင်းမြင်မှားပါလိမ့်မယ် ANG ဆိုတာ2021မှာပေါ်ပေါက်လာတဲ့လူလူအောင်ကြွမှုတစ်ရက်လုံးကိုကိုစားပြုထားတာ အဲ့ဒီလူမျိုးအောင်ကြွားမှုတည့်ရလုံးမှာဗမာလူမျိုးတို့ကိုအောင်ကြွားခဲ့တာမဟုတ်ရခိုင်လူမျိုးတို့ကိုအောင်ကြွားခဲ့တာမဟုတ်ကရင်လူမျိုးတို့ကိုအောင်ကြွားခဲ့တာမဟုတ်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုအားလုံးကအောင်ကြွားခဲ့တာအဲ့ဒီပြည်သူလူထုအားလုံးရဲ့ပုံရိပ်အဖြစ် MG ကရက်တည်တာဒါကြောင့်မို့လို့ကျွန်တော်တို့ကမကောင်းဘူးဆိုတဲ့ဒီဟာမကောင်းဘူးဒီလိုလောက်ရမယ်ဆိုတဲ့အပြုတ်ဘောဆောင်ပြီးထောက်ပြကြမှာလူကဒါမှမဟုတ်လို့ရှိရင်အခုလက်ရှိပြောနေတယ်နော်ဟိုဘလူတယ်ဟိုဖိုးကြီးကထိတ်တောင်းလာအင်းတက်ကမုန်းညို့နော်တက်ကမုန်းညို့ကြောင့်တခါမပြောဘူးပေါ့ဒါပေမဲ့တက်ကမုန်းညို့ပြောတာကတော်တော်လိုင်းရပြီးသွားပြီလက်ပြတ်သွားပြီ MG မကောင်းလို့တော်တိုင်းပြတ်သွားသူစကားဖန်စကားလည်းကဲ ောက်ဆုံး NUG မကောင်းဆုံးတော့တော်လှန်ရေးပြက်เสียအကြောင်းရှိတာအဲ့တော့ဒီလူဟာလုံးဝဒလန်ဆိုတော့အဲ့တခွန်းနဲ့တည်းစုံဖြတ်ချက်ချလို့ရတယ်နော် NUG မကောင်းတော့တော်လှန်ရေးပြက်သွားပြီးပြွားပြီးဘာမှလုပ်လို့မရဘူးဆိုတော့ဒါကရှင်းနေတယ်အဖြေကဟုတ်တယ်နော်အခြားအရာတွေလက်ကြည့်မနေနဲ့အဲ့တော့ကျွန်တော်တို့ကတွားမှာက NUG မကောင်းဘူးဆိုရင်ရော NUG ကိုပြစ်ပလိုက်မှာကျွန်တော်တို့ကဲမင်းဒေါက်တာဇော်ဝေဆိုးတို့ဦးရင်မိုးတို့ဖဲ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 ကဲနောက်ထပ်အစိုးရတည့်ရဘာလို့ရှိလဲမရှိပြန်ဘူးလေ ကိုစီပြောချင်တဲ့သဘောတရားတော့ကျွန်တော်ခုဆိုရင်ဒီတော်လိုင်းရပါတော့။ NUG ပေါ်မှာမူတည်တာမဟုတ်ဘဲနဲ့ NUG မရှိဘူးဆိုရင်တော့မှဒီတော်လိုင်းရကအဆုံးစွန်တေးစကောင်စီကိုဖျက်ချပျက်စီးဖို့ ပီတိုရီအားလုံးကနေပြန်မှာဝင်ဝင်စ조사သွားမယ်ဆိုတဲ့အကြောင်းကိုသူကနေပြန်မှာတရားလေးရှင်းပြထားတာဖြစ်ပါတယ်ကျွန်တော်အားလုံးလက်သိရှိထားတဲ့အတိုင်းစစ်ကောင်စီကတော့ပီတိုရီပုံမှာဆက်လက်ရုံမဖို့조사နေတော့မယ်ဖြစ်ပါမှာနေ့စဉ်နဲ့မြဘုံကျက်တပ်ဖြတ်မှုတွေနဲ့အခုချိန်ထိရဇဝမှုပေါင်းများစွာကျွလွန်ထားတာပဲဖြစ်ပါတယ်ဒါကိုကျွန်တော်ဘက်ကနေပြန်မှာ NUG ဘက်ကနေပြန်မှာလောလောလလပီတူကိုမကူညီပေးဘူးဆိုတဲ့သဘောမျိုးတွေပြောဆိုနေတာထက်အချင်းချင်းဝင်ဝင်ဖေးမှရင်းနေပါတော့ကျွန်တော်ရဲ့လိုအပ်ချက်တွေပြီးတော့မှတယောက်နဲ့တယောက်ဖေးမှကူညီရင်းနဲ့ဘာကကျွန်တော် ဒီတော်လိုင်းမှာအကောင်းဆုံးအရေးဖြစ်မလဲဆိုတာကိုချင်းချင်းတိုင်ပြင်ဖို့လိုအပ်နေပြီဆိုတော့လည်းကျွန်တော်ကြားသိထားတာပဲဖြစ်ပါတယ်။တော်လိုင်းရဲ့ရှင်မြင်ပြီးတော့မှကျွန်တော်အောင်ပွဲတွေစစ်တမ်းရရှိနေတဲ့အချိန်မှာဒီလိုမျိုးစူးညုံခလို့တွေကိုခဏတာရှောင်ရှားနိုင်ဖို့ဆိုရင်တော့ကျွန်တော်ဝိုင်းဝန်းစ조사ရနေပါတော့။ကျွန်တော်တယောက်နဲ့တယောက်အပြစ်မမြင်ဘဲနဲ့ဒီတော်လိုင်းမှာပြည်သူအလုံးထဲထဲဝင်ပူပေါင်းပေါင်းရမယ့်အချိန်ရောက်နေပြီဆိုတဲ့အကြောင်း အတိအပြည့်ပြောချင်တဲ့ကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးထူးခြားစွာတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခွေးကြမ်းမှချင်တဲ့ပြေဆုံးပြီးတော့မှတာရဲချင်တဲ့ညာချမ်းလေးပတ်စံကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။